ဲ့သတင်းဌာနကိုနာတော်တာဆင်နေကြတဲ့ပြည်သက်တွေအားလုံးကိုတာလီဆွပါလို့နှုတ်ခွန်းဆက်တာလိုက်ရပါတယ်။ဒီနေ့2025ခုနှစ်ဧပြီလ22ရက်နေ့စီရနေရဲ့တနိဒာအွန်လိုင်းဗီဒီယိုထုတ်လွှင့်မှုကိုကျမတာယာကအစီအစဉ်မှုဖြစ်တာဝန်ယူကစတင်ထုတ်လွှင့်နေပြီဖြစ်ပါတယ်။နားဆင်ရမယ့်သတင်းတွေကတော့ဘွားနဲ့တန်တွဲမှာစစ်ကောင်စီနေပြီကမကြမကြပြစ်ခတ်တာတွေလုပ်နေတယ်ဆိုတဲ့သတင်းအဲမှာနေရက်ပြန်ခွင့်မရတဲ့စစ်ရှောင်းတွေ ောက်ဝတ်နေရည်နဲ့နေထိုင်ရည်တွေခက်ခဲနေတယ်ဆိုတဲ့တည်း။တောင်ကောက်မှာအာရခတက်တော်ဖန်စီတာကိုခံထားရတဲ့ဒေတာခံတချို့မိသားစုနဲ့ဆက်တွေမရတာတွေရှိနေတယ်ဆိုတဲ့တည်း။နေပြီးတော့လမ်းပိုင်းတနေရာမှာကပ္ပစ73ကဘုံမှုအဖွဲကို BAA ကဖန်စီရမိခဲ့တယ်ဆိုတဲ့တည်းတွေကိုကြားရမှာလည်းဖြစ်ပါတယ်။ပထမဆုံးတဲ့အနေနဲ့ကွာနဲ့တတွဲမှာ စစ်ကောင်စီနေပြည်ကမကြမကြာပြစ်ခတ်တာတွေလုပ်နေရဲဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တန်လွဲ့နဲ့ခွာပင်လယ်ပြင်အနီးမှာရှိနေတဲ့စစ်ကောင်စီနေပြည်တွေကကမ်းခြေတစ်လျှောက်ကကျွော်ရွာတွေကိုလက်နက်ကြီးတွေနဲ့လှမ်းပစ်တာတွေရှိနေတယ်လို့ဒေတာခန်တွေကဆိုပါတယ်။ပြီးခဲ့တဲ့ဧပြီလ18ရက်နေ့ကလည်းခွာပင်လယ်ပြင်နေမှာရှိတဲ့စစ်ကောင်စီနေပြည်ဟာကမ်းခြေတစ်လျှောက်ကကျွော်ရွာတွေကိုလက်နက်ကြီးတွေနဲ့လှမ်းပစ်တာကြောင့်အရခတ်တော်နဲ့အပြန်အလှန်ပြစ်ခတ်မှုတွေ ဖြစ်ခဲ့ကြတယ်လို့ခွားမျိုးခံတွေကဆိုပါတယ် အရခတ်တက်တော်ဟာဂွားမြို့နယ်တန်တွဲမြို့အတွင်းမှာရှိတဲ့စစ်ကောင်စီရဲ့တပ်စခန်းတွေအပါအဝင်မောင်ဆွေလေးရေတပ်စခန်းကိုပါပြီးခဲ့တဲ့2024နှစ်ကောင်ပိုင်းကလေးကပဲအပိတသိမ့်ပိုက်ရရှိခဲ့ပြီဖြစ်ပါတယ်။အဲဒီလိုစစ်စခန်းတွေနဲ့ရေတပ်စခန်းတွေကိုအရခတ်တက်တော်ကအပိတသိမ့်ပိုက်လိုက်ပြီဖြစ်ပေမဲ့ဂွားနယ်တန်တွဲပင်လယ်ပြင်အတွင်းမှာရှိနေတဲ့စစ်ကောင်စီရဲ့နေပြည်တော်ဟာပင်လယ်ပြင်အတွင်းကနေတပ်ဆုပ်ထွက်ခွာသွားတာမရှိသေးပဲအဲ့ဒီအနီးတစ်ဝိုက်ကရေပိုင်နက်အတွင်းမှာစကန်းချကမကြမကြ ြန်လည်လာရောက်ပြစ်ခတ်တာတွေကိုလှုပ်ဆောင်နေတာဖြစ်တယ်လို့လည်းတန်တွဲဒေတာခန်တွေကပြောပါတယ်။အဲ့ဒီလိုတန်တွဲနဲ့ကွာပင်လယ်ပြင်အတွင်းမှာစစ်ကောင်စီနေပြည်တော်ရှိနေတဲ့တာကြောင့်ရေလုံငန်းကိုအမိပြုပြီးလောက်ကင်စားတော့နေကြရတဲ့ဒေတာခန်တွေအနေနဲ့ငါးဖန်လုံငန်းလောက်ကင်တဲ့နေရာတွေမှာအခက်အခဲတွေနဲ့ရင်ဆိုင်နေကြရတယ်လို့စစ်ကောင်စီနေပြည်တော်ကလည်းဒေတာအတွင်းကငါးဖန်ထွက်တဲ့ဒေတာခန်ဆက်လှတွေကိုမြင်ရင်လည်းဖန်စီခေါ်ယူတာတွေအပြင်လက်နက်ကြီးတွေနဲ့လှမ်းပစ်တာတွေကိုလည်းလောက်ဆောင်တာတွေရှိတဲ့တယ်လို့ဆိုပါတယ်။ အဲ့ဒီလိုစစ်ကောင်စီတပ်တွေကလှမ်းပစ်တာကြောင့်ဒေသခံ၅ဖမ်းသမားတွေဟာကမ်းဝေး၅ဖမ်းထွက်ဖို့အခက်အခဲတွေနဲ့ရင်ဆိုင်နေကြရတယ်လို့လည်းဒေသခံရေလုတ်သားတွေကဆိုကြပါတယ်နောက်ထပ်တဲ့နေပုံအနေနဲ့အမ်းမှာနေရပြန်ခွင့်မရသေးတဲ့စစ်ဆောင်တွေစာဝတ်နေရတဲ့နေထိုင်ရေးတွေခက်ခဲနေတယ်ဆိုတဲ့တဲ့ရင်ကိုကြားရမှာပါစစ်ကောင်စီရဲ့အနောက်ပိုင်းတိုင်းစစ်ထဏာ6တီရှိရာအမ်းမျိုးကိုအာရခတပ်တော်ကအပိတက်တိုင်းပိတ်ရရှိထားပြီဖြစ်ပေမဲ့ နေရပြန်ခွင့်မရပဲတောတောင်တွေထဲမှာနေထိုင်နေကြရတဲ့စစ်ပေးဆောင်ပြည်သူတွေအများအပြားရှိနေဆဲဖြစ်တယ်လို့ဒေတာတွင်သတင်းရင်းမြစ်တွေကပြောပါတယ်။အာရကတက်တော်ဟာစစ်ကောင်စီရဲ့အနောက်ပိုင်းတိုင်းစစ်ဌာန6တည်ရှိရာအမ်းမြို့ကိုပြီးခဲ့တဲ့2024ခုနှစ်ဒီဇင်ဘာလ20ရက်နေ့မွန်လဲတနာရီ40မိနစ်အချိန်အပိတက်တိမ့်ပတ်ရရှိခဲ့ပြီဖြစ်ပါတယ်။အဲဒီလိုအာရကတက်တော်ကအမ်းမြို့တစ်ခုလုံးကိုအပိတက်တိမ့်ပတ်ရရှိထားပြီဖြစ်ပေမဲ့စစ်ကြံလက်နက်နဲ့မိုင်းအန္တရာယ်တွေကြောင့်နေရပြန်ခွင့်မပြုဘဲတောတောင်တွေထဲမှာ လက်ရှိအချိန်ထိအဆင်ပြေတယ်လို့စစ်ပေးရှောင်တွေဟာနေထိုင်နေကြရဆဲဖြစ်တယ်လို့အမျိုးအတွင်းမှာရှိနေတဲ့ဒေတာသတင်းရင်းမြစ်ကပြောပါတယ်။ဒါပြင်စစ်ပေးရှောင်တွေအနေနဲ့အခုလိုနေရပြန်ခွင့်မရဘဲဆက်လက်နေထိုင်နေကြရမယ်ဆိုရင်လုံခြုံတဲ့အမှုကရရှိဖို့နဲ့စေဝါတွေထောက်ပံ့ပေးအပ်ဖို့အတွက်လည်းအရေးတကြီးလိုအပ်မှာဖြစ်တယ်လို့ဆိုပါတယ်။ဒီလိုလားလုံခြုံတဲ့အမှုကတွေမရှိဘဲဆက်လက်နေထိုင်ရမယ်ဆိုရင်စစ်ပေးရှောင်တွေအနေနဲ့မိုးတွင်းရသည်မှာအခက်အခဲများစွာနဲ့ရင်ဆိုင်ကြရမှာဖြစ်တဲ့အတွက်ဒီကိစ္စကိုအရခတက်တော်အနေနဲ့ အသက်နိုင်ဆုံးဖြည့်ရှင်ပေးဖို့လိုအပ်နေတယ်လို့လည်းအဲ့ဒီဒေတာတရင်ရင်းမြစ်ကတောင်းဆိုပါတယ်။အာရခတ်တတော်နဲ့စစ်ကောင်စီတပ်တွေရဲ့နှစ်ဖက်တိုက်ပွဲတွေဟာပြီးခဲ့တဲ့2023ခုနှစ်နိုဝင်ဘာလ23ရက်နေ့ကပဲစတင်ဖြစ်ပွားခဲ့တာဖြစ်ပြီးတော့အာရခတ်တတော်ဟာတစ်နှစ်ကျော်ကြာတိုက်ပွဲအတွင်းမှာရခိုင်ကမြို့နယ်14ခုနဲ့ပလောဝဒေတာကိုစစ်ကောင်စီလက်ထဲကနေအပိတ်သက်ထိမ့်ချုပ်ထားပြီးဖြစ်ပါတယ်။အဲ့ဒီလိုအာရခတတ်တော်ကတိုင်းပိုက်ရရှိထားပြီဖြစ်တဲ့မြို့နယ်တွေမှာလည်းဒေသခံတွေကိုအာရခတတ်တော်က နေရပြောင်းဝင်ခွင့်တွေပေးနေတာတွေရှိနေပြီလဲဖြစ်ပါတယ်။ဒါပေမဲ့နေရပြောင်းဝင်နေထိုင်ခွင့်ရတဲ့မြို့နယ်တွေကဒေသခံပြည်သူတွေဟာလည်းစစ်ကြံလက်နက်ပောက်ကွဲမှုနဲ့မိုင်းပောက်ကွဲမှုတွေကြောင့်အေဆုံးတန်ရရတာဆက်တိုက်ဆိုသလိုရှိနေကြပါတယ်။တဲ့ရင်းဘုတ်နေနဲ့တောင်ကောက်မှာအရခတ်တော်ဖန်းစီတာကိုခံထားရတဲ့ဒေတာကန်တချို့မီတာစုနဲ့အဆက်အသွယ်မရဘူးဆိုတဲ့တဲ့ရင်းကိုပြောပြပေးပါမယ်။ တောင်ကုန်းတပ်ဝဲဖြစ်ပွားချိန်မှာအရခတပ်တော်ကဖမ်းဆီးထားတဲ့ဒေသခံတချို့ရှိခဲ့ပြီးအဲ့ဒီဒေသခံတွေဟာမိသားစုတွေနဲ့အဆက်အသွယ်မရဘဲဖြစ်နေတယ်လို့ကာယကံရှင်မိသားစုတချို့က Facebook ဆက်မျက်နှာကနေတစေရေးသားကပြောဆိုလာတာတွေ့နေရပါတယ်။ပြီးခဲ့တဲ့ဧပြီလ20ရက်နေ့မှာခင်မြင့်မြတ်သူဆိုတဲ့ Facebook အကောင့်ကနေတစေသူ့ရဲ့မိဘနှစ်ဦးဖြစ်တဲ့အဖဦးအောင်တိန်ကြီးနဲ့အမိတော်ခင်ထွေးရီတို့ကိုတောင်ကုန်းမြို့အတွင်းကစစ်ပေးရှောင်ထွက်စဉ်ရိုးလမ်းမထက်မှာအရခတပ်တော်ရဲ့ဖမ်းဆီးတာကို ခံခဲ့ရပြီးတော့လက်ရှိအချိန်ထိအဆက်တွေမရဘဲပျောက်ဆုံးနေတဲ့အတွက်သက်ဆိုင်ရာလူချင်းမင်းတွေအနေနဲ့တိကိစ္ဆာကိုဖြေရှင်းပေးစေချင်တယ်လို့ရေးသားကပြောဆိုလာခဲ့တာရှိခဲ့ပါတယ်။အဲ့ဒီလိုရေးသားလာတာနဲ့ပတ်သက်ပြီးအာရခတတ်တော်စီမှာဖန်ဆီးခံထားရတဲ့သူ့ရဲ့မိဘနှစ်ဦးဖြစ်တဲ့အဖဦးအောင်သိန်းကြီးနဲ့အမိတော်ခင်ထွေးရီတို့ရဲ့ဖန်ဆီးခံရပုံအခြေအနေကိုအသေးစိတ်ကို CNA တည်ထဌာနကဆက်တွေ့မေးမြန်းလှုပ်ဆောင်ခဲ့ပေမဲ့ခင်မင်းမြတ်သူမှာပြက်လက်ဖြစ်ကြားခဲ့တာမရှိပါဘူး။အာရခတတ်တော်စီမှာဖန်ဆီးခံထားရတဲ့ ဥအောင်သိန်းကြီးနဲ့တော်ခင်ထွေးရီတို့ရဲ့ဖန်ဆီးခံရမှုအခြေအနေတွေကိုတရှိသူတဦးလည်းဖြစ်အရခတ်တတော်နဲ့နိစက်သူတဦးလည်းဖြစ်တဲ့တောင်ကောက်မြုတ်ခံတဦးကို CNA ကဆက်တွယ်မေးမြန်းတဲ့အခါမှာဥအောင်သိန်းကြီးနဲ့တော်ခင်ထွေးရီတို့ဟာရခိုင်စည်းဝေးရေးလုပ်ငန်းရှင်လို့လူသိများတဲ့ဦးကျောင်းတောင်ရဲ့တပည့်အရင်းတွေဖြစ်ကြပြီးတော့ကောင်းကောက်တိုက်ပွဲကာလအတွင်းမှာအရခတ်တတော်ရဲ့စစ်ရေးလှုပ်ရှားမှုတွေကိုစစ်ကောင်စီကိုတရင်ပေးလောက်ဆောင်ခဲ့ကြသူတွေလို့နာမည်ကြီးဖြစ်နေတဲ့သူဖြစ်တာကြောင့်ရိုးလမ်းမှာရှိတဲ့အရခတ်တတော်ရဲ့ စစ်စစ်ရဲကိတ်ကဖမ်းဆီးလိုက်တာဖြစ်တယ်လို့အဲ့ဒီတရေရင်းမြစ်ကပြောပါတယ်။ဒါ့အပြင်လက်ရှိမိဘတွေနဲ့အဆက်အသွယ်မရဘူးလို့ရေးသားပို့စ်တင်နေတဲ့ခင်မြင့်မြတ်တူဟာလည်းအရင်တော့ကနေထိုင်လင်းကိုကိုနိုင်ရဲ့မိမဖြစ်တယ်လို့ဆိုပါတယ်။ဒါပေမဲ့လက်ရှိအာရခတပ်တော်ကဖမ်းဆီးထားတဲ့ဥအောင်သိန်းကြီးနဲ့တောက်ခင်ထွေးရီတို့ကိုဗနီးပေပေါင်းအေးအေးယူဆောင်ရွက်မှုတွေလောက်ဆောင်နေတယ်ဆိုတာကိုတော့သူ့အနေနဲ့အသေးစိတ်အချက်လက်တွေကိုမသိရှိတယ်လို့နောက်ထပ်ဥကြောက်တောင်နဲ့ဆက်တွယ်ပြီးတော့စစ်ကောင်စီတရင်ပေးလောက်ဆောင်ခဲ့တဲ့ တောင်ကောက်တေတက်ခံတချို့ကိုလည်းအာရခတတ်တော်ကဖမ်းဆီးထားတာတွေရှိနေတဲ့တယ်လို့လည်းသူကဆိုပါတယ်ဒီအခြေအနေနဲ့ပတ်သက်ပြီးတော့အာရခတတ်တော်ရဲ့ပြုတ်ခွေရာဥခိုင်ဒုက္ခကို CNA ကဆက်တွယ်မေးမြန်းနေစေဖြစ်ပါတယ်အာရခတတ်တော်ဟာတောင်ကောက်မြို့တစ်ခုလုံးကိုစစ်ကောင်စီလက်ထဲကနေအပိဓာတ်တင်ပိုက်လိုက်ပြီးနောက်မှာစစ်ကောင်စီနဲ့ပတ်သက်ဆက်နွယ်ပြီးအလောလောကင်ကြတဲ့စီးပွားရေးလုပ်ငန်းရှင်ဦးကျောက်တောင်ပါဝင်ဦးကျောက်တောင်နဲ့ဆက်နွယ်နေကြတဲ့စီးပွားရေးလုပ်ငန်းရှင်တွေရဲ့နေအိမ်နဲ့ပိုင်းဆိုင်မှုအားလုံးကိုအရခတ်တတ်တော်က ပြည်သူပိုင်အဖြစ်ချိတ်ပိတ်တိမ်းဆဲတာတွေကိုလည်းလောက်ဆောင်ထားခဲ့ပါတယ်။နောက်ဆုံးတရင်းဘုံနေနဲ့ကြားရမှာကတော့နေပြည်တော်လမ်းပိုင်းတနေရာမှာကပ္ပဆ73မှာဗိုလ်မှူးအဖွဲ့ကို BA ကဖမ်းဆီးရမိခဲ့တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။စစ်ကောင်စီရုံးဆိုင်ရာနေပြည်တော်ဥတ္တရတိတိမြို့နယ်လမ်းပိုင်းတနေရာမှာကပ္ပဆ73မှာဗိုလ်မှူးအဖွဲ့ကိုဧပြီလ16ရက်နေ့မှာဖမ်းဆီးရမိခဲ့တယ်လို့ပြည်သူ့လူမျိုးရေးတပ်မတော် BA က ဒီနေ့ဧပြီ22ရက်နေ့မှာသတင်းထုတ်ပြန်လာပါတယ်။အဖိနှိတ်ခံပြည်သူဒေါ်လာရဲ့အင်အားစု OPRF ပြည်သူလူမျိုးရဲ့တပ်မတော် PA တပ်တွေဟာဧပြီလ19ရက်နေ့ကနေပြီးတော့အောက်တရာတီတီမြို့နယ်လမ်းပိုင်းတနေရာမှာပေါင်းလိုက်ကြစစ်ဆေးမှုလှုပ်ဆောင်ခဲ့ပြီးနောက်မှာကပ္ပစ73မှာပုံမှုအဖွဲ့ကိုဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ဆိုထားပါတယ်။ဖမ်းဆီးရမိခဲ့တဲ့သူတွေကတော့ကပ္ပစ73ကပုံမှုဖြုံးမင်းကျော်တက်ကြအောင်စော်နိုင်တဲ့ရဲတုတက်ကြထွန်းပြီဆောင်တို့ဖြစ်ကြတယ်လို့ဆိုပါတယ်။ ဖမ်းဆီးရမိခဲ့တဲ့ကပ္ပစ73ဗိုလ်မှူးဖြုံမင်းကျော်နဲ့အဖွဲ့ကိုဖမ်းဆီးပြီးထိုင်းချုပ်နေရာကနေပြန်လည်ဆုတ်ခွာပြီးအပြန်မှာစစ်ကောင်စီတပ်တွေနဲ့တွေ့ကထိထွေတိုက်ပွဲဖြစ်ပွားတာရှိခဲ့ပြီးကပ္ပစ73ကဗိုလ်မှူးဖြုံမင်းကျော်နဲ့အဖွဲ့ဟာတိုက်ပွဲအတွင်းမှာကြဆုံခဲ့ရတယ်လို့လည်းဆိုပါတယ်။ဒါမဲ့ဖမ်းဆီးရမိခဲ့တဲ့ကပ္ပစ73ဗိုလ်မှူးဖြုံမင်းကျော်အဖွဲ့နဲ့အတူပါလာတဲ့စစ်ပတ်ဆိုင်ရာသုံးဆောင်တွေငွေကြေးတွေပါဝင်ကာလတန်ဖိုးကျပ်တိုက်2000ကျော်ကိုတင်စီရမိခဲ့တယ်လို့ထုတ်ပြန်ပြောဆိုထားပါတယ်။ တ်တို့စီးရီးသတင်းဌာနရဲ့တနေ့တာဗီဒီယိုသတင်းထုတ်လွှင့်မှုဟာဒီမှာပဲပြီးဆုံးပြီဖြစ်ပါတယ်။သတင်းတွေကိုနားဆင်ပေးခဲ့ကြတဲ့ပရိသတ်တွေကိုအထူးကျေးဇူးတင်ရှိပါကြောင်းကာရဗျူအပ်ပါတယ်။နောက်နေ့တွေမှာလည်း CNN ကတင်ဆက်ပေးတဲ့တနေ့တာသတင်းတွေကိုနားဆင်မယ်ဆိုရင် CNN ရဲ့ Facebook စာမျက်နှာမှာကြည့်ရှုနိုင်တယ်လို့ YouTube, Telegram, X နဲ့ TikTok တွေမှာလည်းနေ့စဉ်စောင့်မျှော်ကြည့်ရှုနိုင်ပါကြောင်းသတင်းကောင်းပေးအပ်ပါတယ်ရှင်။